တင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တင်း channel မှာဒီကနေ့မတ်လ20ရက်နေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတက်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတက်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တိုင်ရက်ခံအပ်ပါတယ်ခင်ဗျာခုတကပါဗမာဥဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့ပါကွဲရပြင်းထန်တဲ့ဘုံများကိုရေးအတွက်အများပြားထုတ်လုပ်နိုင်ရေးနိုင်ငံတော်ဝန်ဓာမီဩစာစိုက်ယုံများမှာ အမိုနီယာနိုက်ထရိတ်ငါးစားတိုးပြီးစက်တကထုတ်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံတော်မှာတော်လိုင်းရေးတပ်များကိုထိုးစစ်ဆင်ရတော့ဘောက်ခွဲရပြင်းထန်တဲ့လက်နက်ကြီးများနဲ့ဗုံးများအရေးတော်အများပြတုံးမြင့်ထုတ်လုပ်နိုင်ရေးနိုင်ငံတော်မှာရှိတဲ့ဓာမီဩစာစက်ရုံများမှာအမိုနီယာနိုက်ထရိတ်ငါးစားတိုးပြီးစကောင်းစကထုတ်လုပ်ခိုင်းနေတယ်လို့မြန်မာရေးနံနဲ့ဓာတုပိတာလုပ်ငန်းထံမှသိရပါတယ်။စကောင်းစကဒရုန်းဗုံးများလင်းရင်ဗုံးနဲ့ဆင်ခွဲဗုံးများလက်နက်ကြီးဗုံးများကိုတုံးမြင့်ထုတ်လုပ်ခိုင်းနေရမှာအဆိုပါခရမ်းများထုတ်လုပ်နိုင်ရန်အထူးကလိုအပ်နေတဲ့ အမိုနီယံနိုက်ထရိတ်ကိုလည်းငါးစားထုတ်ပြီးတော့ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်းအမိုနီယံနိုက်ထရိတ်ဟာဘုံခဲရံများထုတ်လုပ်ရမှာအဓိကကျတဲ့ဓာတ်ပေါင်းဖြစ်ပြီးတော့ဓာတ်မီဩဇာဆေးရုံများကအဓိကထုတ်လုပ်နိုင်ကြောင်းသိရပါတယ်အခုဓာတ်မီဩဇာဆေးရုံတွေအားလုံးကနေအမိုနီယံနိုက်ထရိတ်တွေကိုတာမန်ထက်ငါးစားထုတ်ထုတ်ခိုင်းနေတယ်ဒါတွေအကုန်လုံးကိုကပ္ပစာဆေးရုံတွေကိုထိုက်ရိုက်ပို့ခိုင်းနေဘုံနဲ့လက်နက်ကြီးဘုံတွေထုတ်ထုတ်နေတာမို့လို့အမိုနီယံနိုက်ထရိတ်တွေကိုလည်းပို့ထုတ်ထုတ်ခိုင်းနေပါတယ်လို့မြန်မာရေနံဓာတ်ထုတ်ပေတာလုပ်ငန်းမှာတရင်ချင်းမြေကပြောဆိုပါတယ် 2010ခုနှစ်ကတည်းကတဘာဝဓာတ်ငွေမရရှိတာကြောင့်ရပ်ဆိုင်းထားခဲ့ရတဲ့အမတ်တုံးဓာတ်မြင့်ဩဇာစက်ယုံကိုလည်းစကောင်းစကားပြန်လည်တပ်သွင်းခဲ့ပြီးပြီးခဲ့တဲ့2023ခုနှစ်ဩဂတ်လမှစတင်၍ဘုံနယ်ပေါက်ွဲရပြင်းတဲ့အမြောက်ကြီးဘုံများထုတ်လုပ်ရန်အမိုနီယာနိုက်ထရိတ်ကုန်ချမ်းများကိုတုံးမြင့်ထုတ်လုပ်နေတယ်လို့သိရပါတယ်။လက်ရှိစကောင်းစကားပေါက်ွဲရပြင်းထန်တဲ့ဘုံနယ်အမြောက်ဘုံများကိုထုတ်လုပ်ရန်အမတ်၁ဓာတ်မြင့်ဩဇာစက်ယုံစလင်အမတ်၂ဓာတ်မြင့်ဩဇာစက်ယုံကျွန်းချောင်းအမတ်၃ဓာတ်မြင့်ဩဇာစက်ယုံကျော်စွာအမတ်၄ဓာတ်မြင့်ဩဇာစက်ယုံမြောင်းတကား အမန်ငါဓာမီဩစာစက်ယုံခန်းချီတောင်းတို့ကိုစွမ်းအားဖြင့်တိုးမြင့်ကအမိုနီယာနိုက်ထရိတ်များတိုးမြင့်ထုတ်လုပ်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းနဲ့တရင်ကတော့လေးမျက်နှာမှာအေးအေးနဲ့စက်တက်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးစကောင်းစီတပ်ဘက်က တေဆုံးမှုတွေများပြားကောင်းစစ်သားလောင်းများကိုအင်ကပူတို့ပို့ဆောင်တကြိုးနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိ AR တိုင်းလေးမျက်နှာမြို့နယ်မှာအေးအေးနဲ့စကောင်းစီတပ်များကြားတိုက်ပွဲတွေပြင်းထန်နေပြီးအချမ်းဘတ်စက်တက်ဘက်ကထိခိုက်တေဆုံးမှုတွေများပြားကစစ်သားလောင်းများကိုအင်ကပူတို့ပို့ဆောင်တကြိုးနေတယ်လို့ စရေးတရင်ရင်းမြစ်နယ်ဒေသနေပြည်သူများကပြောဆိုပါရင်းပြီးခဲ့တဲ့မတ်လ၁၉ရက်နေ့မှာစတင်ပြီးလေးမျက်နှာမြို့နယ်ဝေကုန်းချေးွာအုပ်စုမှရှိတဲ့ဝေကုန်းရွာစစဲရွာချင်းလေရွာနဲ့ဇန်ကုန်းရွာတို့မှာအချမ်းဖက်စစ်တပ်နဲ့အေအေးတို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါချေးွာများမှာထိထိတိုက်ပွဲတွေဒီကနေ့ထိပြင်းထန်နေပြီးအချမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးသူတွေအများပြားကသေဆုံးသူများကိုဝင်းကပူမြို့နယ်ခွင်းခေါက်ဒေသပဒိမုံရွာလမ်းဘေးမှာရှိတဲ့အုပ်ထွန်းကုန်းချေးွာမိသေချိုဆက်ကိုပို့ဆောင်တချို့နေတယ်လို့သိရပါတယ်။ ဒါပြင်လက်ရှိချိန်မှာအစိုးရထိတွေ့တိုက်ပွဲတွေကြောင့်ဝေခုံချေးဝါအုပ်စုမှဒေသနေပြည်သူများအပါအဝင်အနီးနားချေးဝါများမှထောင်ထဲချတဲ့ပြည်သူများဘေးလို့ရထွက်ပြီးတင်းရှောင်နေရတယ်လို့သိရပါတယ်။မရှိလား၁၉နှစ်နေလောက်ကလေးကစပြီးတော့လင်းမြနာမြို့နယ်မှာတိုက်ပွဲကတော်လေးပြင်းထန်တယ်လို့သိရတယ်။ဝေခုံချေးဝါအုပ်စုထဲမှာဖြစ်နေတာဒီနေ့ဒီလည်းတိုက်ပွဲကပြင်းထန်နေပါတယ်။လေရင်ကလည်းဘုံချဲနေတော့ဝေခုံအုပ်စုအတွင်းကရွာတွေကစပေးတင်းရှောင်နေရတယ်လို့စည်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိမှာအေးကရခိုင်ပြည်နယ်ဆက်ဆက်လျက်ရှိတဲ့အေးအော်ရီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့အတွင်းတို့ထိုးပေါင်းဝင်ရောက်တိုက်ခိုက်မှုတွေဆက်တိုက်လုံဆောင်လျက်ရှိတယ်လို့အေးရဲ့ထုတ်ပြန်ချက်ရာသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးချင်တဲ့သတင်းကတော့30မျိုးနဲ့မင်းလာမျိုးတို့မှာစစ်တပ်ကကိုရင်တော်ပိတာအပါဝင်လူငယ်၁၀ဦးကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ပဲခူးတိုင်း30မျိုးနဲ့မင်းလာမျိုးတွေမှာအကြမ်းမဲ့စစ်တပ်ကကိုရင်တော်ပိတာအပါဝင်လူငယ်၁၈ဦးကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုပါတယ်။ ယမန်နေ့မတ်လ19ရက်နေ့မနက်10:30မိနစ်ခန့်မှာဒါယာဝတီမြို့နယ်30မြို့ဆန်ရွေးတန်းရပ်ကွက်ဆန်ရွေးတန်းလမ်းဘလုံးကွင်းချောင်းတိုင်းမှာတက်စခုနှစ်နေရွယ်ကိုရင်တော်ပိတာကိုအကျံဖက်စကောင်းစီတသားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါကိုရင်တော်ပိတာကိုမောင်းတက်ရဲပိုင်ဟာဘုံကြီးဝယ်ထားတာဟာနှလားခန့်သာရှိသေးပြီးတော့ဘလုံးကွင်းချောင်းတိုင်းအနီးစသားများနဲ့ပြဆိုးဒီများကကားနဲ့ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုရင်တော်ပိတာကဘုံကြီးဝယ်နဲ့ပါသွားတာမနက်ကပြဆိုးဒီတွေနဲ့စခွေးတွေကကားနဲ့ပေါ်တာဆွဲသွားတာကိုမြင်လိုက်တဲ့သူတွေရှိပါတယ်။ သူကကိုရင်ဝိတ္တာနလားလောက်ပဲရှိသေးတယ်လို့ဒီကနေ့ပြည်သူတဦးကဆိုပါတယ်။ဒါပြင်ပကောတိုင်းမင်းလားမျိုးအမှတ်6ရက်ကွာမှလုံငယ်ကိုကိုလည်းစကောင်းစီတတားများကပေါ်တာဆွဲဖန်ဆီးသွားတယ်လို့ဒီကနေ့ပြည်သူများကပြောဆိုပါတယ်။မရှိလား၁၈ရက်နေ့မှာမင်းလားမျိုးနဲ့အမှတ်6ရက်ကွာမှမေစာတောက်ဆိုင်မှာစကောင်းစီတတားများရက်လာတောင်းနေစဉ်အရင်မပေးတဲ့ပြဿနာနဲ့ဆန်းရွယ်ပြီးတော့ဇပွဲတို့ချောက်ဖို့ကိုပေါ်တာဆွဲဖန်ဆီးခဲ့ခြင်းဖြစ်ကြောင်းထိုကဲ့သို့ပေါ်တာဆွဲဖန်ဆီးသွားပြီးတဲ့နောက်ဆိုင်ရှင်ကငွေကျပ်ဒိန်းနေရာနဲ့ပြန်လည်ရွေးထုတ်ခဲ့ရကြောင်းသိရပါတယ်။ ဒါပြင်အမတ်၆ရက်ကွယ်အုပ်ချုပ်ရေးမှုဘုံတို့ရဲ့ဒူတော်ဆက်သူဟိန်းလုံးကြီးကိုနှစ်ဦးကိုလည်းစကောင်းစီတပ်သားများကတန်တဲ့ပြစီအဟောင်းဝယ်တိုင်းဖွင့်ခွင့်ပေးထားတဲ့ခွန်ဆောင်ထားတဲ့ပြေးစာမပြားနိုင်မှုနဲ့ပေါ်တာဆွဲဖမ်းဆီးသွားပြီးငွေကြေး50နဲ့ပြန်လဲရွေးထုတ်ခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်မင်းလားမျိုးအမတ်၆ရက်ကွယ်မြောက်ဖက်မြို့တည်လေးလမ်းမှာနေထိုင်သူတို့ဟာရှားပင်ကိုရွာဘက်ကိုဘဲစပားကိစားနဲ့တွားရောက်ပြီးပြန်လာစဉ်ကောက်ွေတန်းရွာထိပ်ရောက်မှဂျမ်ဘက်စကောင်းစီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒါပြင်မင်းလားမျိုးနဲ့ထွေးကိုရုံးရှိကိုလည်း စကောင်းစီတပ်သားများက9စက္ကန့်မှမနက်3နာရီထိပြတ်တန်းတော်လာခွင့်မပြုရန်စားကတ်တရီပေးထားကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အမေရိကန်ပြည်ညာရေးဝန်ကြီးဌာနဖြတ်သိမ်းမဲ့အမိတ်ဓမ္မရထွန်းလက်မှတ်ထိုးမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။အမေရိကန်ဓမ္မရထွန်းနဲ့ထွန်းဟာပြည်ညာရေးဝန်ကြီးဌာနကိုဖြတ်သိမ်းရန်အဆိုပါဌာနရဲ့ဝန်ကြီးလင်ဒါမန်မိုဟွန်တန်ညွှန်ကြားတဲ့အမိန့်ကိုဒီနေ့ကြာတာပရိနေမှာလက်မှတ်ရေးထိုးရန်ရှိတယ်လို့အင်ပူရောရရှိနေဦးကပြောဆိုတယ်လို့ဒန်နယူးယောက်တိုင်းသတင်းတရက်မှာဖော်ပြထားပါတယ်။ပြည်ညာရေးဌာနကိုအမေရိကန်ကွန်ဂရက်လွှတ်တော်ကဖွဲ့စည်းထားခြင်းကြောင့် ကွန်ကရစ်ရဲ့သဘောတူညီချက်မှာပါပဲဖျက်သိမ်းလို့ရမှာတော့မဟုတ်ပါဘူး။သို့တော့ထရန်ဆိုရဖွဲ့ဟာဆိုပါဌာနရဲ့လုံပိုင်ခွင့်နဲ့လုံသားဟင်းအားကိုရှော့ချရန်လှုံ့ဆော်ထားပြီးဌာနပိတ်သိမ်းမဲ့စီစဉ်များကိုလည်းထုတ်ပြောထားပါတယ်။ပညာရေးဆိုင်ရာလုံပိုင်ခွင့်နဲ့အခွင့်အရေးများကိုပြည်내ဆိုရများသို့ပြန်လွှဲပေးရန်သမရထွန်းကလင်တာမမဟုံကိုညွှန်ကြားထားတယ်လို့မြေပေါ်လိုတဲ့အင်ပြူတော်ရရှိများကဆိုပါတယ်။အဆိုပါမင်းကိုဂျာတာပဒိနေမှာသမရထွန်းကလက်မှတ်ထိုးမယ်လို့ US Today သတင်းဌာနကပထမဆုံးဖော်ပြခဲ့ပါတယ်။ American Republican အမတ်များက ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းရန်1989နှစ်အလွန်ကာလများကလည်းဂျိုးပန်းခဲ့ပူပါတယ်။ထို့နောက်2020ခုနှစ်အစောပိုင်းမှစလို့ကိုရိုနာဗိုင်းရပ်စ်ကရောဂါပြန့်နှံ့လာခဲ့ရမှာကျောင်းများပိတ်ရခြင်း၊ကျောင်းသားမိဘများရဲ့အခွင့်အရေးလှုံ့ဆော်မှုများကြောင့်ပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းမဲ့အချိန်ပိုမြင့်လာခဲ့ပါတယ်။ထို့သောလှုံ့ဆော်မှုတွေမှာတမရထွန်းကိုထောက်ခံနေပြည်သူများနဲ့ဓာတ်ချောလှုံ့ဆော်သူများလည်းပါဝင်တဲ့ကဲ့သို့ပညာရေးဌာနမှာ LGBT ကြိုများအတွက်ထည့်သွင်းစဉ်းစားထားတဲ့မူဝါဒများစာကျင့်သူများလည်းဌာနဖျက်သိမ်းကိုလုံဆော်လာခဲ့ကြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကြတော့ ရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်း၃တိကိုမှတိုက်ပွဲဖြစ်ပွားပြီးနောက်ဆက်တွဲအမြန်လန်ရဲမိုးကြီးနဲ့နေမြေကန်စစ်တပ်သားမူတို့ကိုစကောင်းစကားတတိပေးချိန်မောင်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်း၃တိကိုပေါ်မှတိုက်ခိုက်မှုဖြစ်ပွားမှုရဲ့နောက်ဆက်တွဲအမြန်လန်ရဲမိုးကြီးနဲ့နေမြေကန်စစ်တပ်သားမူတို့ကိုလုံခြုံရေးပေါ်ရုံမှုနဲ့စကောင်းစကားတတိပေးချိန်မောင်းထားတယ်လို့နေပြည်တော်အမြန်လန်ရဲတပ်ဖွဲ့တရင်ကြီးမြကပြောဆိုပါတယ်။ယမန်နေ့မတ်လ၁၉ရက်နေ့မနက်၁၇နာရီဝန်းကျင်အချိန်ကရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်း၃တိကိုမှ အချမ်းပဲစကောင်းစီတက်သားများကရဲကားတစီအင်းစီကားနှစ်စီးနဲ့ခင်းပဲ့ရန်တော်လာစဉ်နထိုးဤပီတီရဲ့တော်လိုင်းမမိတ်တပွဲများကဖြစ်ခတ်တခိုက်ခဲမှုဖြစ်ပွားခဲ့ပြီးအဆိုပါတခိုင်းမှုတွင်ဂျမ်းပဲစကောင်းစီတက်သား၅ဦးတေဆုံးကတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အဆိုပါတခိုင်းမှုကြောင့်ရန်ကုန်မန္တလေးအမြန်လမ်းမှာဒဏ္ဍာရီနေပါယာယီလမ်းပိတ်ဆုတ်လိုက်ရပြီးကားများရပ်တန့်ခဲ့ရကြောင်းအဆိုပါဖြစ်စဉ်ကြောင့်စစ်တပ်ကလာရောက်ပြီးမိုင်းနိုင်အမှတ်သုံးတစ်ကိုပဝင်းချင်းတို့နေမြင့်ရှင်းလင်းမှုတွေနဲ့ခင်ပုံဝဲမှုတွေလုံဆောင်နေတယ်လို့သိရပါတယ်အခုအမြန်လမ်းမှာဖြစ်ခဲ့တဲ့တခိုင်းမှုကြောင့် တဆိုင်ရာအမြန်လန့်ရဲမိုးကြီးနဲ့နေမြေကန်စစ်တပ်မိုးတို့ချိန်မောင်းခံနေရပါတယ်။ငကိုကလေးကလုံချုံကြီးတင်းချက်ထားဖို့ညွန်ချထားတဲ့ခြေတွေကခုလိုဖြစ်လို့သတိပေးခံရတာပါ။အခုတော့ပြင်စီရဲကင်းစကန်နဲ့ပဝင်းချင်းမှာဂင်မုန်းနေခြေထားပါတယ်လို့နေပြီးတော့အမြန်လန့်ရဲတပ်ဖွဲ့တရင်ကြီးမြကပြောဆိုပါတယ်။ယမန်နေ့အမြန်လန့်မှာတခိုက်မှုကိုမြင်းချမ်းခရိုင်မှလေးတရင်မြင်းချမ်းခရိုင်မှတစ်စက်တရင်နတော်ကြီးပီတီအန်နဲ့မဟာမိတ်တွေဖြစ်တဲ့မြေသားမျိုးနဲ့ဘာကားဖားတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မဝဲအိမ်ရာစီမံကိန်းတို့ကမြေယာများဆွလို့ရန် မန္တလေးမှာဒေသခံများထွေအုပ်ပြရပြီးခံနေရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဇေဝါးရေးလုပ်ငန်းရှင်မောင်ဝဲလောက်ကန့်ခွင့်ရတဲ့မန္တလေးမြို့အနီးအမရာပူရာမြို့ပြစီမံကိန်းတို့အမည်ရများကိုဆွံ့လို့ရန်စကောင်းစီကံအုပ်ချုပ်ရေးရရှိများရဲ့ဖိအားပေးမှုတွေကိုခံနေရတယ်လို့ဒေသခံများကပြောပါတယ်။စကောင်းစီကံအုပ်ချုပ်ရေးရရှိတဲ့ပါဝင်တဲ့စီမံကိန်းထောက်ခုပြုကော်မတီမှမြေယာပိုင်တောင်သူများကိုမရှိလာနောက်ဆုံးထားပြီး၎င်းတို့သတ်မှတ်ထားတဲ့ငွေကြေးနဲ့မြေယာကိုလဲလှယ်ရန်ဒုမဟုတ်စီမံကိန်းမှထွက်လာမဲ့မြို့မြေခွက်ကိုယူရန်ဖိအားပေးနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒါပြင်အာနာမသိမိကလဲရမြေလုံပိုင်ခွင့်လက်မှတ်ပုံစံခွင့်ရှိတဲ့အမေဒီကားလေးနဲ့ငွေကျပ်3000အထိဈေးပေါက်ခဲ့ပေမဲ့ဂျန်ငွေတံပိုးတွေကြီးကျယ်ကြာဆင်းနေတဲ့ယခုချိန်မှာငွေကျပ်3500တာပြီးတော့တယ်လို့၎င်းကဆိုပါတယ်။ငွေမယူပါကစင်မံကိန်းမှာထွက်လာတဲ့မျိုးမျိုးခွက်ကိုယူနိုင်တယ်လို့ဆိုပေမဲ့အစောပိုင်းမင်းနေရာနဲ့အကျယ်ဝန်းတိကျကိုလည်းမသိရသေးပါဘူး။အခုကတော့ရောင်းချင်ရင်ရောင်းမရောင်းချင်ရင်ပုံစံခွင့်စာအုပ်တွေဖြတ်သိမ်းပါဘော။လောလောဆယ်တော့ဘာမှမလုပ်ဘူး။အဓိကကဒီနိုင်ငံကြီးကောင်းလို့အစ်ပြန်လောက်လာရင် သူတို့တွေရောင်းထားတာမဟုတ်တဲ့အတွက်ဒါတွေကရှင်းကိုရှင်းရမယ်။အဲ့ဒါမျှော်လင့်တာပဲလို့၎င်းကဆိုပါတယ်။အမရပူရာမျိုးနဲ့မန္တလေးမျိုးပတ်လန်းအရှိဘက်နောက်ဘက်နဲ့အေယာဝရီမြေချအမေကပေါင်း2500ပေါ်မှာခေါင်းထဲပေါ်ဆောင်မဲ့ဆိုပါစီမံကိန်းတို့မောင်ဝိရဲ့ကုမ္ပဏီကချက်ပီလီယာ1300ကျော်ရင်းနှီးမြှုပ်နှံတည်ဆောက်မှာဖြစ်ပါတယ်။အဆိုပါစီမံကိန်းဧရိယာရဲ့ပါဝင်ပေမဲ့လည်းပေါက်ဈေးမရခြင်းစီမံကိန်းမြေနဲ့မလဲလဲလိုချင်းနေကြောင်းရောင်းချရန်ချန်ရှိတဲ့လေယာဉ်မြေလုံပန့်ကွင်းလက်မှတ်ပုံစံကုန်ရှိတဲ့တောင်သူပိုင်ကိုင်းမြေတွေကို ယခုနှစ်ဧပြီလကမှလုပ်ပန်းခွင့်ပြတ်သိမ်းမှာဖြစ်တယ်လို့ဇီမန်ကိန်းထောက်ကူပြုကော်မတီကမေရှင်များကိုမတ်လ16ရက်နေ့မှာစာပို့အကြောင်းကြားခဲ့ပါတယ်။အဆိုပါဇီမန်ကိန်းမှာလဲလဲရောင်းချရန်ကြမ်းတဲ့တောင်သူပိုင်မြေကြီးကရှေ့ရတဲ့ကမြေခွန်ပြေစာရှိတဲ့မြေများကိုလုပ်ပန်းခွင့်ရုပ်သိမ်းထားပြီးဖြစ်ပြီးဘုံစံခွန်ရှိတဲ့မြေများသာခြံတော့တယ်လို့အဆိုပါအကြောင်းကြားစာမှာဖော်ပြပါတယ်။ဒါပြင်တောင်သူများမရောင်းရသေးတဲ့စိုက်ပျိုးမြေများစင်မန်ကိန်းအင်းဒီရှန်ကလေးကျုံရွာတင်းချိုင်းအထိမြေပို့နေကြောင်းယခုနှစ်ဆန်းကမောင်ဝဲခုမဏီကိုမချိနိုင်ကြောင်းဆန္ဒပြတဲ့ရွာသားများကို ခံဝင်ထိုး၍ပြန်လုပေးခဲ့ပြီးထမ်းမဆန္ဒပြသူများကိုဖမ်းချုပ်မယ်လို့စီမံကိန်းမှရှိတဲ့လုံခြုံရေးဝန်ထမ်းများကပြောဆိုကြောင်းဆိုပါတယ်။ဒီစီမံကိန်းကရေးရှိစီမံကိန်းမှဒါကောမှမဲဆက်ထင်ချင်မလားမှန်ကန်တဲ့နီလန်ရွေးမလားနောက်တစ်ချိန်မှပြောစမှတ်တွင်ခြံရမှာပါ။မတရားတာလုပ်နေတာပါ။သူတို့အနေနဲ့တန်ရာတန်ချေပေးနိုင်မှာရက်နဲ့တက်တက်အနိုင်ကျင့်တာလို့လည်းကောင်းမှာဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ကြတဲ့တရင်ပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာကြပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ